မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးကပုံညာဏဘိခဝေမဘာယိဋ္ဌကောင်းမှုပြုရမှမကြောက်ကြနဲ့လို့ဒီလိုတိုက်တွန်းတယ်။ဘာဖြစ်လို့လဲမေးလိုက်တော့ဒုက္ခသေတံအဓိဝဆနအဲ့ဒီကောင်းမှုဟာချမ်းသာရဲ့အမိဖြစ်နေလို့ပါပဲချမ်းသာကြောင့်ဖြစ်နေလို့ပါအဲ့တော့ဘုရားပြောခြင်းတဲ့အဓိပ္ပာယ်ကချမ်းသာခြင်းကောင်းမှုပြုကြချမ်းသာခြင်းဘာပြုကြကောင်းမှုပြုကြကောင်းမှုပြုကြ ဟုတ်ပြီလားချမ်းသာခြင်းရင်ကောင်းမှုပြုချမ်းသာခြင်းရင်ကုသိုလ်ပြုကုသိုလ်ရှိရင်ချမ်းသာလိမ့်မယ်ကောင်းမှုရှိရင်ချမ်းသာလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့ကုသိုလ်ဆိုတာဘာလဲမေးလိုက်တော့ကုသလနဝဇဒုက္ခဝိပါကလက္ခဏာအပြစ်မရှိဘူးကောင်းကျိုးပေးရင်အဲ့ဒါကုသိုလ်လို့ဒီလိုခေါ်တယ်ကုသိုလ်ဆိုတာဘာနဲ့ဘာလဲအပြစ်မရှိကောင်းကျိုးပေးတာဟာကုသိုလ်ပဲ မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ရှေ့ကိုထိုင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုသိချာကြည့်ဒီဘုရားကြောင့်ငါဟာကုသိုလ်အကုသိုလ်သိတာဒီဘုရားကြောင့်အဖေကျေးဇူးအမေကျေးဇူးနားလဲတာဒီဘုရားကြောင့်အကြောင်းကျိုးကောင်းဆုံးငါသိတာဆိုကျေးဇူးများလိုက်တဲ့မြတ်စွာဘုရားဆိုပြီးတော့ရှစ်ခိုးလိုက်သူတော်ကောင်းတို့တွေအပြည့်ရှိလားကောင်းကျိုးရောမပေးဘူးလားအဲ့ဒါကုသိုလ်ပဲအဲ့ဒါပို့ပြီးတတ်နိုင်စေရင်သူတော်ကောင်းတွေပန်းလေးတစ်ဝင်းကတ်လိုက် အပြစ်မရှိသလိုကောင်းကျိုးလည်းပေးတယ်။ဖះကိုရေချမ်းလေးကတ်လိုက်အပြစ်မရှိသလိုပါလေကောင်းကျိုးလည်းပေးတယ်။ဖះရှင်မှာထိုင်ပြီးတော့မှကိုကိုကိုပြန်မေတ္တာပို့ဟာကိုနဲ့နီးစပ်သူတွေမေတ္တာပို့မြင်အပ်မမြင်အပ်တွေမေတ္တာပို့ဒါမေတ္တာဝစီကံကုစုဖြစ်တာပဲ။မေတ္တာမနောကံကုစုဖြစ်တာပဲ။ဟုတ်လား။အဲ့ဒါဆိုရင်သူတော်ကောင်းတို့တွေအပြစ်မရှိဘူးကောင်းကျိုးလည်းပေးတယ်ငွေကုန်ကြေးကြလည်းမလွတ်ဘူးဟုတ်ပြီလား ေးအဲ့ဒါမျိုးကောင်းမှုကုသိုလ်တွေရှိတဲ့ပုဂ္ဂိုလ်ကမြတ်စွာဘုရားကချမ်းသာတယ်တဲ့ဒီလိုပြောတယ်အဲ့တော့ကောင်းမှုပြုတဲ့ပုဂ္ဂိုလ်ဟာမြတ်စွာဘုရားကဣရမောရတိပစ္ဆမောရတိဒီဘဝလည်းချမ်းသာတယ်နောက်ဘဝလည်းချမ်းသာတယ်ဥပယထမောရတိပစ္စုပ္ပန်သန္တရာဘဝနှစ်ခုသလုံးမှာကောင်းမှုဟာချမ်းသာမှုကိုပေးတယ်ဟောကောင်းမှုပြုရင်ကိုယ်လည်းချမ်းသာတယ်သူများလည်းချမ်းသာတယ်ဟုတ်ပြီလား ဖယားရှိခိုးနေတဲ့လူကိုကြီးပြီးတော့ဘေးကလူကရောမချမ်းသာဘူးလားဟောအမှုသမကြီးရတဲ့ဆိုင်ဖယားရှိခိုးတဲ့လူကြီးရတဲ့စိတ်ချမ်းသာတာပေါ့ဟုတ်လားဟာကိုကိုကိုလည်းပဲဖယားရှိခိုးခွင့်ရလို့ကိုလည်းဘာဖြစ်တော့စိတ်ချမ်းသာတာပေါ့ဗျာကိုလည်းချမ်းသာတယ်သူများလည်းချမ်းသာတယ်ဒါရင်လားလို့မေးလို့တော့မဟုတ်ဘူးတဲ့ဣရမောဒတိဒီဘဝလည်းဝမ်းမြောက်ရတယ်ပစ္စမောဒတိနောက်ဘဝလည်းဝမ်းမြောက်ရတယ်ဟုတ်ပြီလား အဲ့တော့ကုသိုလ်ကောင်းမှုရဲ့အကျိုးကျေးဇူးချမ်းသာချာဘာလဲမေးလိုက်တော့ကိုယ်ရင်မကဘူးသူများကိုပါချမ်းသာမှုပေးတယ်ဒီဘဝရင်မကဘူးနောက်ဘဝကိုပါပဲချမ်းသာတဲ့တတ္တိတွေပေးနိုင်တယ်လို့ဒီလိုနားလည်ကြဟုတ်ပြီလားအေးအဲ့ဒါကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတိုက်တွန်းတာက ကောင်းမှုကိုပြုကြပါတဲ့အဲ့ဒီကောင်းမှုကချမ်းသာဒုက္ခရဲ့အမြီပါပဲကောင်းမှုရှိရင်ချမ်းသာတယ်ကောင်းမှုမရှိရင်မချမ်းသာဘူး ုတ်ပြီနော်ဣရာမောရတိပိစ္ဆမောရတိကတဗုံညောဥပယထမောရတိသောမောရတိသောပမောရတိဒိဋ္ဌဝါကမ္မဝိတုဒ္ဓိမတနောကတဗုံညောပြုထားတဲ့ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်ဟာဣရာမောရတိဒီဘဝလည်းဝမ်းမြောက်ရတယ်ပိစ္ဆမောရတိနောင်ဘဝလည်းဝမ်းမြောက်ရတယ်ဥပယထမောရတိပိစ္ဆုပန်သန္တရာနှစ်ဖြာသလုံးမှာလည်းမောရတိဝမ်းမြောက်ရတယ် ဒိဋ္ဌဝကမ္မဝိတ္တုဒ္ဓိမတနောအော်ကိုဘဝတလျှောက်လုံးမှာလူတိုင်းလူတိုင်းဟာသူတော်ကောင်းတို့တို့ဘဝနေဝင်ခြင်းဆိုတာရှိတယ်ဟုတ်ပြီလားဘဝဘာခြင်းဆိုတာရှိတယ်နေဝင်ခြင်းရောက်တဲ့အခါကိုကြောင့်ကိုပြန်တွေးအော်ငါလူဘဝရတဲ့အခိုက်ကောင်းမှုတွေငါအများကြီးပြုပြစ်တာပါလားလို့တွေးလိုက်ရရင်ကိုယ့်ရဲ့ကောင်းမှုရှိတာကိုကြည့်ပြီးတော့ဝမ်းမြောက်ရတယ်ဟုတ်ပြီလား အဲ့လိုကိုယ့်ရဲ့ဒီဘွားကရှောက်ခဲ့တဲ့မှာကောင်းမှုတွေနဲ့ရှောက်ပြီးတော့ငါဘဇုဘောမမတရားစောကားလုတ်ခဲ့တာဘာမှမရှိဘူးဆိုရင်ကိုယ့်ကိုယ်ကိုကြည့်ပြီးပြင်ကျင်တတ်တယ်။အဲ့လိုကိုယ့်ရဲ့ဒီဘွားမှာဖြူစင်တဲ့အတွက်တာကြောင့်နှောင်သွားရမယ့်ဘဝဂတိကလည်းဘာဖြစ်လို့ဖြူစင်နေတယ်။ဟုတ်ပြီလား။ကိုယ်စီမှာလာတဲ့ပုဂ္ဂိုလ်ကိုကိုယ်ကကောင်းကောင်းမွန်မွန်လေးဧကံပြုစုလိုက်ပြီးဆိုရင်သူကလည်းသူ့စီကိုပြန်ခေါ်တဲ့အခါလာခဲ့ပါအချိန်မရွေးလာခဲ့ပါ ူကလည်းကောင်းကောင်းမွန်မွန်ပြုစုကျင်တာမို့လားကိုယ်စီကိုလာတဲ့ဧည့်သည်ကိုကိုယ်ကမကောင်းမွန်မွန်ဆဲဆိုကျိန်မောင်းလှုပ်လိုက်မယ်ဆိုရင်ဟိုလူကလည်းသူ့စီလာရင်တော့လက်စားပြန်ချေမယ်ဆိုတဲ့အတွေ့အမျိုးရှိတယ်မို့လားဒီလိုပဲဒီဘဝမှာကောင်းမှုပြုထားတဲ့ပုဂ္ဂိုလ်ကဒီဘဝမှာပြိသေစင်ကြဲနေတယ်လို့နောက်ဘဝကိုသွားမယ်လမ်းကိုကြည့်လိုက်ရင်လည်းဖြူစင်နေတဲ့ဗျာအဲ့ဒါကြည့်ပြီးတော့လဲဝမ်းမြောက်ရတယ်တဲ့အဲ့ဒါကြောင့်မြတ်စွာဘုရားကကောင်းမှုပြုတဲ့ပုဂ္ဂိုလ်ကဒီဘဝလည်းချမ်းသာတယ်နောက်ဘဝလည်းချမ်းသာတယ် အဲ့ဒါကြောင့်ကောင်းမှုပြုဖို့ဘုရားကတိုက်တွန်းတာဟုတ်ပြီလားအေးအဲ့ဒါကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတိုက်ထန်းတိုက်တွန်းထားတဲ့ကောင်းမှုပြုကြပါကောင်းမှုဆိုတာချမ်းသာဒုက္ခရဲ့အမီဖြစ်ပါတယ်အဲ့တော့ကောင်းမှုဆိုတာဘာလဲလို့မေးရင်အပြစ်မရှိကောင်းကျိုးပေးတာဟာကုသိုလ်ကောင်းမှုလို့ခေါ်ပါတယ်အဲ့ဒါကြောင့်တရားချစ်ခင်သူတော်စင်များအပြစ်မရှိတဲ့အလုပ်ကောင်းကျိုးပေးမဲ့အလုပ်တွေများများလုပ်ပြီးတော့မှမိမိတို့ရဲ့ဘဝခရီးလမ်း ဓမ္မနဲ့အညီဖြောင်တန်းစွာရှောက်လန်းနိုင်ကြတဲ့သူတော်ကောင်းများဖြစ်ကြပါစေဂုံတည်း